လီးဟုခေါ်သောအသက်၆နှစ်အရွယ်တန်ခါသားငယ်တကူးသည်ရှော်လင်းကျောင်းတွင်မရှားအားအသည့်မရှယ်အားစ်ကျွမ်းကျင်မှုကိုစမ်းသပ်ပြသရန်သင်ဆယ်နေသည်။လီးသည်ပထမနှင့်ဒုတိယတန်ခါသားများ၏အတိုက်ခိုက်မှုကိုတီးကြစွာလှည့်ကျော်၍တိုက်ခိုက်နိုင်သောကျွမ်းကျင်မှုနှင့်လှုပ်ရှားလင်မြန်မှုကို ပြသသည်။တတိယတန်ခါသားနှင့်မျက်စိကိုပစိုးကြောင့်ဖုံးအုပ်ခံရတော်လေလီးသည်မျက်စိမမြင်အခြေအနေတွင်ပင် လေကားထိုးတခြားထင်အနိုင်ရတယ်။စမ်းသပ်မှုတွင် အမတ်မင်းရရှိသော လီးကိုမြို့ရှိသူတေသနပညာရှင်တဦးဤမိသားစုအကြားတွင်နေထိုင်၍အပြန်အလှန်ကြမ်းတွားခြင်းအဖြစ်သတ်မှတ်ကြောင်းအတည်ပြုခံရတယ်။တကွန်ဒိုအတင်းဤအုတ်ချုပ်သူဖြစ်သော ဖန်တီသူဤမောင်နှမဖြစ်သော ရှန်ရှန်နုအသိမှန်နေစာလှန်ကို မိတ်ဆက်ပြတယ်။လှန်သည် ဖန်ဤပန်ပွဲများကို ဝေပန်လဲလာသူဖြစ်ပြီးသူ့ကိုမျှဝေမပြတော့ သဘောတူမိန်သဘောတရားရှိသူဖြစ်တယ်။လှန်ဤစားချွတ်အကိုယူနေသူတို့လေးယောက်အဖွဲ့သည်အတူတူနေထိုင်သည့်အနီးနားတွင်တွက်လက်ယနေ့ချသူများဖြစ်ကြတယ်။သူတို့အဖေဒေါက်တာဟန်သည်သိပ္ပံတင်ညာရှင်တခုဖြစ်ပြီးဂျင်းစတာအဖွဲ့တစ်ခုကစိတ်ဝင်စားနေသောစက်ပစ္စည်းတစ်မျိုးကိုထုတ်လုပ်တယ်။တုံးလား30ကဲအဲ့တဲ့တူချန်းအာယုံပြက်နေစဉ်သူ့အဖေဒေါက်တာဟန်ကိုဂျင်းစတာအဖွဲ့ကပြန်လဲအိမ်သို့ပေးဖို့လိုသောဆက်ပစ္စည်းကိုတောင်းဆိုပြီးပြန်ဆက်သွားကြတယ် ဒေါက်တာဟန်ကိုဗိုလ်ချုပ်ကျင်းစတာတဦးကဖမ်းဆီးထားပြီးသူ၏ AI နည်းပညာသားသမီးများအနေနဲ့မိခင်အတန်ဖြင့် AI နဲ့ဆက်သွယ်နိုင်စေနိုင်သောစက်ပစ္စည်းကိုလိုချင်နေတယ်။ကျင်းစတာအဖွဲ့မှအဖေါ်နှစ်ဦးဖြစ်သော Sloppy နဲ့ Fish ကိုဒေါက်တာဟန်၏အိမ်မှဆက်ပစ္စည်းကိုယူလာရန်ပေးအပ်ကြပြီးသူတို့အတွက်ကျင်းစတာအဖြစ် ပထမဆုံးအကြိမ်စွမ်းဆောင်မှုဖြစ်သဖြင့်စိတ်လှုပ်ရှားနေကြတယ်။လီသည်အတိတ်ရောက်လာသောပတ်ဝန်းကျင်တင်နဲ့ရင်းနှီးလာပြီးလေးကွန်တို့ထိုက်ကွန်တို့အပေါ်စိတ်ဝင်စားလာသည်။မူလတွင်အနှဲငယ်ပြဿနာရှိတော်လဲယူနဲ့ ဗီဒီယိုဂိမ်းကစားခြင်းဖြင့် make ဖြစ်လာတဲ့လီသည်အဖင်းနဲ့ပေးထားသောဝန်ဝေါ်ကီချင်းတစ်ခုကိုရှာတွေ့သည်အကြောင်းမသိဘဲအတန်သုံးလှူရှာမှုစနစ်ဖြင့်စကားလုံးအဖြစ်သတ်မှတ်လိုက်တော့ကြောင်း၎င်းသည်မိခင်အတန်ဖြင့်ပြန်ပြောနိုင်သော AI ဆက်ပစ္စည်းစီစီပြီးဂျင်းစတာအဖွဲလိုချင်နေသော pen drive ကိုဝါထဲတွင်ပါဝင်နေလေလီယူနင်လမ်၃ဦးသည်ကြောင်းတွားရန်ပြင်ဆင်နေကြလေထိုအချိန်တွင် sloppy နှင့် fish တို့ကလန်ဤဝန်ဝေါ်ကီချင်းကိုခိုးယူရန်အစီအစဉ်ဆွဲနေကြလေလီသည်ခိုးယူခရရသောကီချင်းကို ။နောက်နေ့တွင် Sloppy နှင့် Fist တို့သည်ကျောင်းသူအဖြစ်အမျိုးသမီးအဝတ်အစားဝတ်ဆင်ကလိုင်းဤအိတ်ထက်ရှိတမြုံပစ္စည်းကိုပြန်ယူရန်ကြိုးပမ်းကြတယ်။အချိန်တချို့တွင် Linen Fan တို့မျက်စိမပြတ်စကားမစကားနဲ့တိုက်ခိုက်နေကြတယ်။တိုက်ခိုက်မှုပြီးနောက်လူအများက Sloppy နှင့် Fist တို့၏အပြောင်အဆန်ဖုံးချံကိုပေါ်လွင်းသိလာကြတယ်။ဂျင်စတာအဖွဲ့ဒီမိန်ကလေးတအုပ်ကိုဖမ်းပြီးတမြုံအငွေ့ပိစက်ကိုယူ၍လွတ်မြောက်သွားကြတယ်။ ဂျင်စတာခေါင်းဆောင်လယ်ရီသည်နောက်ဆုံးအနေနဲ့တမြုံအငွေ့ပေးဆက်ကိုရရှိလာပြီးထဲတွင် pin drive တစ်ခုပါရှိနေသည်ကိုတွေ့ရှိတယ်။သို့တော့၎င်းရှိသော program ကိုဖွင့်လို့မရနိုင်ပါ။ဒါပေမဲ့စကားဝတ် password မရှိခြင်းကြောင့်ဖြစ်ပြီးဒေါက်တာဟန်ကထိုစကားဝတ်ကိုပေးရန်ညှင်းဆိုနေတယ်။လယ်ရီတီဒေါက်တာဟန်ဤဖုန်းထဲရှိလန်ဤမွေးနေ့ဖိတ်စာကိုတွေ့ပြီး၎င်းကိုတုံးတွင်ဒေါက်တာ ။နောက်နေ့တွင် Sloppy နှင့် Fist တို့သည်ကျောင်းသူအဖြစ်အမျိုးသမီးအဝတ်အစားဝတ်ဆင်ကာလိုင်းဤအိတ်ထက်ရှိတမြုံပစ္စည်းကိုပြန်ယူရန်ကြိုးပမ်းကြတယ်။အချိန်တချို့တွင် Lenin Fan တို့ Messi မပြစ်စကားမစကားနဲ့တိုက်ခိုက်နေကြတယ်။တိုက်ခိုက်မှုပြီးနောက်လူအများက Sloppy နှင့် Fist တို့၏အပြောင်အဆန်ဖုန်ချံကိုပေါ်လွင်တည်လာကြတယ်။ဂျင်စတာအဖွဲ့ဒီမိန်ကလေးတအုပ်ကိုဖမ်းပြီးတမြုံအငွေ့ပိဇက်ကိုယူ၍လွတ်မြောက်သွားကြတယ် ဂျင်စတာခေါင်းဆောင်လဲရီသည်နောက်ဆုံးအနေနဲ့တမြုံအဝေးပေးဆက်ကိုရရှိလာပြီးထဲတွင် pin drive တစ်ခုပါရှိနေသည်ကိုတွေ့ရှိတယ်။သို့သော၎င်းရှိသော program ကိုဖွင့်လို့မရနိုင်ပါ။ဒါပေမဲ့စကားဝတ် password မရှိခြင်းကြောင့်ဖြစ်ပြီးဒေါက်တာဟန်ကထိုစကားဝတ်ကိုပေးရန်ညင်းဆိုနေတယ်။ Larry သည်ဒေါက်တာဟန်၏ဖုန်းထဲရှိလမ်း၏မွေးနေ့ဖိတ်စာကိုတွေ့ပြီး၎င်းကိုသုံး၍ဒေါက်တာဟန်အားအန်ရည်ရှိအောင်သုံးဆွင့်ခြင်းနေတယ်။ ထို့ကြောင့်သူသည်ဒေါက်တာဟန်အဖြစ် ရာဆောင်ကလမ်းဤမွေးနေ့ပွဲသူလာမီဟုပြောကြတယ်။မွေးနေ့နေ့ညအတွင်လမ်းသည်မိမိအိမ်အဖင်ဘက်တွင်ဂျင်းစတာအဖွဲ့ကဖမ်းဆီးသွားတယ်။လီနင်သူ့မိတ်ဆွေများကဗန်ကားကိုလိုက်၍ဒေါက်တာဟန်ဤဗုဒ္ဓသုတေသနဌာနကိုရောက်ကြတယ်။လယ်ရီသည်လမ်းငါးဓာဖြင့်ချင်းချောက်ကစကားဝတ်ပတ်စဝတ်တောင်းဆိုတယ်။သို့သောလမ်းက ဘာစကားဝတ်လဲဟုမတိမတာပြန်မေးရမှ အလိုမတိပဲစနစ်ကိုဖွင့်လိုက်ပြီး program ဖွင့်သွားတယ်။ယူဒီလျော်ဝဲတဲ့မိမိမောင်နှမနဲ့အဖေကိုလွတ်မြောက်အောင်ကူညီပေးတယ်။လီးလဲသူတို့နဲ့ပူပေါင်းကဂျင်းစတာအဖွဲ့နဲ့တိုက်ခိုက်ကနောက်ဆုံးတွေ Larry နဲ့ Bradley တို့ကိုအနိုင်ယူနိုင်ခဲ့တယ်။ရဲများလာရောက်အကူအညီပေးရမှ Lennit မိသားစုကိုကယ်တင်နိုင်ခဲ့တယ်။